grade 5ပထမနှစ်ဝက်စစ်ဆေးခြင်းတွဲနမူနာမေးခွန်းလေးဖြစ်ပါတယ်။ instructions write all answers in the space provided on this paper ဒီဆိုင်ရွက်ပေါ်မှာပေးထားတဲ့နေရာလွတ်တွေမှာပဲအဖြေအလုံးကိုရေးပါ။ Session A listening ပိုင်းဖြစ်ပါတယ်1 listen carefully to the teacher and write true or false ဆရာမပြောတာသေချာနားထောင်ပြီး true တို့မဟုတ် false ရေးပါ example 1 doctor ဆီယာမကဒေါက်တာလို့ခေါ်တယ်။ဆာရွက်ပုံမှာက dentist မတူဘူးဆိုရင်မှားတယ်။အဲ့ဒါဆိုရင်အဖြေနေရာမှာ FALSE force လို့ရေးမယ်။ force ကဒီပုံမှာပေးထားတဲ့အတိုင်း FAG ALSE ကတော့အသေးဒီပုံစံတိုင်းပဲရေးရမယ်။1 canteen canteen 2 bedroom bedroom 3 weather weather 4 pavement pavement 5 bakery bakery number 1က canteen လို့ခေါ်တယ်ရေးထားတာလည်း canteen ပဲဆိုတော့ true bedroom က bedroom အိမ်ခန်းလို့ခေါ်လိုက်တာနော်ရေးထားတာ bathroom ဆိုတော့ false number 3က weather လို့ခေါ်လိုက်တယ်ရေးထားတာက winter ဆိုတော့ false number 4က pavement လို့ရေးတယ် pavement လို့ခေါ်တယ် true အဲ bakery လို့ရေးထားတယ် bakery လို့ခေါ်တယ် true session b reading read the following dialogue and fill in the blanks with the suitable words given in the box အောက်ဖော်ပြပါ dialogue ကိုဖတ်ပြီး box ထဲမှာပေးထားတဲ့စတင်တော်တဲ့စကားလုံးတွေနဲ့ကွက်လက်တွေကိုဖြည့်ပါပြီးရင်ဒီနေရာလေးတွေပေါ့နော် number 1ဆိုကွက်လက်ပေးထားအဲ့ထဲမှာအဖြေကိုထည့် number 2ဆိုလည်းဒီထဲကနေရွေးပြီးတော့ဖြေကိုထည့်နောက်တစ်ပုဒ်နံပါတ် B 2ရဲ့ B က read the passage and answer the questions စာပိုင်းဖတ်ပြီးမေးခွန်းများကိုဖြေပါ school greening day ကိုပေးထားရယ်နော်ဒီစာပိုင်းလေးကိုပေးထားရယ်ဒါကိုဖတ်ဖတ်ပြီးတော့ another one မေးခွန်းက one is the school greening day school greening day ကဘယ်အချိန်လဲအချိန်ကိုမေးတယ်နော်ပြီးတော့မှဒီချက်အဖြေတက်တက်ရေးပေးမယ်နော် နံပါတ်2 What do students do on school greening day? School greening day မှာကျောင်းသားကျောင်းသူတွေကမလုပ်ကြသလဲ။နံပါတ်3 What do they plant in the small garden? ဥယျာဉ်ငယ်လေးထဲမှာသူတို့တွေကဘာတွေကိုစိုက်ပျိုးကြသလဲ။နံပါတ်4 What do they plant behind the playground? ကစားကွင်းရဲ့နောက်မှာသူတို့တွေကဘာတွေကိုစိုက်ပျိုးကြသလဲ။နံပါတ်5 What fruit trees or vegetables will they plant this year? ဒီနှစ်မှာသူတို့တွေကဘယ်သီးပင်စားပင်တွေအဲဘယ်ဟင်းသီးဟင်းရွက်ပင်တွေကိုစိုက်ပျိုးကြမလဲ။ session c writing 3a fill in the blanks with a suitable word တင်တော်သောစကားလုံးတစ်လုံးနဲ့ကွက်လတ်များကိုဖြည့်ပါဒါလေးက word form ဖြစ်တယ်เนาะဒီသူ့ရဲ့သက်ဆိုင်ရာအပုပ်အလိုက်အဖြေလေးတွေကိုဒီဘက်ချမ်းမှာရေးပေးရမယ် 3b make the mind map of five school rules five school rules ရဲ့ mind map လေးကိုပြုလုပ်ပါဒီမှာ five school rules ပေးထားတယ်ဒီဘောင်ထဲမှာပဲเนาะဒီအကွက်ထဲမှာပဲဝင်အောင် five school rules ကို mind map လေးဆွဲပေးရမယ်เนาะ 3C write a paragraph about your daily routine using the following points အောက်ပေါ်ပြပါအချက်များကိုအသုံးပြုပြီးတော့သင်ဤနေစဉ်ဝတ္တရားများကြောင်းနေစဉ်လုပ်ငန်းဆောင်တာများအကြောင်းကိုစာပိုက်တစ်ပိုက်ရေးပါဘယ်အချက်တွေကိုသုံးရမလဲဆိုတော့ when do you usually get up သင်များသောအားဖြင့်ဘယ်အချိန်မှာအရာထပါသလဲကိုသုံးမယ်နောက်တစ်ချက်က when do you usually have your breakfast အများဖြင့်သင်ဤမနက်စာကို သင်ဘယ်အချိန်မှာစားပါသလဲဒါကိုသုံးမယ် when do you usually leave for school သင်ကျောင်းသွားဖို့ဘယ်အချိန်ထွက်လဲသုံးမယ်နောက်တစ်ခု how do you help your parents မိဘတွေကိုဘယ်လိုကူညီလဲပြီးရင် how do you usually go to bed ဘယ်အချိန်အရာဝင်လဲနော် daily routine လေးကိုဒီထဲမှာပဲရေးမယ် session D speaking speaking ကဘယ်အကြောင်းပြောအောင်လဲဆို number 4 present about your dream school my dream school ဆိုပြီးတော့ကလေးတို့က presentation ပြန်လုပ်ပေးရမှာဖြစ်တယ်နော်